တင်ချောလံပြပု္ပ္ပာတပုတ်တီလုံလပ်ပါတဲ့ပလဲလေးတစ်လုံးနဲ့တူသလိုပဲကောင်းကင်ဘွားကျဲတပွင့်နဲ့လည်းတူပါတယ်လူတိုင်းကမော့ကြည့်ပြီးတော့လှမ်းဆွတ်ခြင်းပဲမမီသလိုလဲခံစားရတယ်အဲ့တော့အဲ့ဒီကျဲကိုဆွတ်ခြင်းတဲ့လူတွေအတွေ့ပထမဆုံးအဆင့်ကတင်ချောလံပြပု္ပ္ပာတပုတ်အစအဆုံးကိုတိုင်းတွက်ဖူးတဲ့အတွေ့အကြုံပါနော် အဲ့တော့အစအဆုံးကိုတင်တွက်ဖူးတဲ့လူနဲ့မတွက်ဖူးတဲ့လူဟာညံတဆင့်กว่าပါတယ်အဲ့တော့ဒီနေ့ကျွန်တော် UI ချက်ကလူတိုင်းဟာအဲ့ဒီသင်္ချာအိုလံပစ်ပုတ်စာတပုတ်ကိုအစအဆုံးတွက်ဖူးစေချင်မှာပါเนาะအဲ့တော့ကျွန်တော်ပုတ်စာတပုတ်နဲ့မိတ်ဆက်ပေးချင်ပါတယ်အဲ့တော့အဲ့ဒီပုတ်စာက1959ပထမဆုံးအကြိမ်သင်္ချာအိုလံပစ် International Mathematical Olympic အဲ့ဒီတည်းကပုတ်စာနံပါတ်1ပါအဲ့တော့ အဲ့ဒီပုံစံကဘာပြောလဲဆို find what real value of a x x ကကိန်းစက်တန်ဘိုးနော် a ဆိုပြတော့သူ equation ပေးထားတယ် root နှစ်ထပ်ပါတယ် x ရဲ့ a ရဲ့ပါတယ် x ကမတိကိန်းမှာ a ရမတိကိန်းမဟုတ်ဘူး a ရတန်ဘိုး3မျိုးဆောင်တယ် a ရ root 2ဖြစ်ရင် equation တခုပုံစံတော့ဘို့ a က1ဖြစ်ရင်နောက်ထပ်ပုံစံတော့ဘို့ a ရ2ဖြစ်ရင်ပုံစံနောက်ထပ်တော့ဘို့ပုံစံ3ပုံပါ ဲ့ဒီတဲမှာအခရာကြတာအေးပါကျွန်တော်အေးကိုတွက်ပြမယ်ဘီနဲ့စီကိုကို့အေးချင်းနဲ့ကော့ကိုတွက်ဒါဆိုတင်ချအိုလံပေးပုတ်စာအဆအဆုံးကော့ကိုတွက်ဖို့ပါတယ်နော်ညံတစ်ဆင့်မြင့်သွားပါလိမ့်မယ်ဆိုတော့ဒီပုတ်စာကို တွက်တဲ့နေရာမှာကန့်သက်ချက်ရှိတယ်အဲ့ဒီ root square root ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အရင်တော့လည်းပြောဘူးတယ် only non negative real value are admitted to square root တဲ့အဲ့ဒီ square root ရဲ့သင်္ကေတက အဲ့ဒီ square root သင်္ကေတရဲ့အောက်မှာအနှုတ်မဖြစ်ရဘူးလေအနှုတ်ကိုလက်မခံဘူးကျွန်တော်တို့သိတော့သိပြီသားနော်အဲ့တော့ square root ရဲ့အောက်မှာအနှုတ်ကိန်းကိုပါလို့ရှိရင် complex number ဖြစ်တော့တယ်ဒီပုံစံတွတ်တဲ့အခါမှာ complex number ကိုလုံးဝမိတ်လိုက်ပါလို့ပြောတာတနည်းအားဖြင့်ရှင်းသွားပါတယ်နော်အဲ့တော့ခုကျွန်တော်ဒီပုံစံကိုတွတ်တဲ့နေရာမှာမူရင်း equation ကိုကျွန်တော်1လို့ခေါ်မယ်စပြီးတော့ဒါ a ရဲ့တန်ဖိုး3မျိုးဖြစ်တယ် အဲ့ဒီမှာသူကပြောတယ် square root ရဲ့အောက်ကကိန်းသည်အနှုတ်မဟုတ်ရဘူးဆိုတဲ့ကန့်ဆက်ချက်ကိုကျွန်တော်စပြီးအသုံးချမယ်အနှုတ်မဟုတ်တဲ့သူကြောင့်အပေါင်းဖြစ်နေတဲ့ greater than 0တုံညာဖြစ်နေတဲ့ equal to 0 greater than not equal to 0ဝဲရာတက်ပေါင်းဝဲရာနှစ်နဲ့စာကျွန်တော်တို့ရဲ့မတိကိန်းသည်နှစ်ပိုင်းတစ်ပိုင်းနဲ့အထက်ဖြစ်ရမယ်ဒါကို ပုံဖော်ပြရင်ဒါ0ဒါ1 ကြားထဲမှာနှစ်ပိုင်းတော့ပိုင်းရှိတယ်ကျွန်တော်တို့ဒီပုံစံမှာရှိတဲ့ ace က half နဲ့အထက်ဖြစ်ရမှာနှစ်ပိုင်းတစ်ပိုင်းရဲ့အောက်က ace တန်ဖိုးမဖြစ်နိုင်ပါဘူးအနှုတ်မဖြစ်နိုင်ဘူး0နဲ့ half ကြားထဲမှာဖြစ်နိုင်ဘူးနော်ဆိုတော့စိတ်ပူတတ်တဲ့လူတွေကပူမယ်နောက်ထပ် root အကြီးတစ်ခုရှိတယ်အဲ့ဒီ root အကြီးအောက်မှာအနှုတ်များဖြစ်နိုင်မလားမဖြစ်နိုင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ square root ကအပေါင်းဖြစ်နေတယ် square root อ่ะအပေါင်းဖြစ်နေဒီ x ကလည်းအပေါင်းပဲနော်အဲ့တော့ဒါကြောင့် root အကြီးကိုပူစရာမလိုသူ့ကိစ္စသူရှင်းသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကဒီဘောင်အတွင်းမှာသာရှိပဲသေးဒီ half နဲ့ attack မှာသာရှိပဲသေးနော်ဒါကျွန်တော်ရဲ့ကန့်သက်ချက်အဲ့ဒါဟာကျွန်တော်တို့ဒုတိယမှတ်ရမယ့်အချက်ပါဒါကြောင့် number 2လို့ကျွန်တော်မှတ်ထားတယ်အဲ့ဒါဟာ domain ဟာနှစ်ပိုင်းနှစ်ပိုင်းနဲ့ attack ဖြစ်ရမယ်နော်အဲ့တော့ခုကျွန်တော်ဒီပုံစံကိုစရှင်းမယ် square root ပိုင်ရင်ထုံးစံမယ်ကျွန်တော်တို့ရှင်းနေကြရှိပါတယ် squaring both side လို့တာပါ square root ပျောက်သွားဟိုဘက်ဒီဘက်ကျွန်တော် squaring both side နှစ်ဖက်စလုံးနှစ်ထပ်တင်တယ်နှစ်ထပ်ကိန်းပုံစံဤတစ်ခုရှိတယ်ပေါင်းခြင်းနှစ်ထပ်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်မြောက်ချင်းနှစ်ဆအဲ့ဒီအတိုင်းလုပ်ပါမယ်ရှေ့ကိန်းနှစ်ထပ်ဆိုတော့ x က square root of x minus 2x minus 1ရယ်နောက်ကိန်းနှစ်ထပ်ဆို x ရယ် square root of 2x minus 1ရယ် မြောက်ချင်းနဆဆိုတော့အဲ့ဒီ root နှစ်ခုကိုမြောက်ချင်းနဆပေးရမယ်နော်အဲ့တော့တကူက x + square root of 2x - 1เนาะတကူက x - square root of 2x - 1အဲ့တော့နှစ်ထပ်တင်တော့တစ်ဖက်မှာ a square ရှိပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီ 2x - 1ရဲ့ square root ကအပေါင်းအနှုတ်ကြည်သွားပါတယ် x နှစ်ခါပေါင်းတော့ 2x ပါပြီးတော့မှဒီ square root နှစ်ခုက ေါင်းဆက်လိုက်တဲ့အခါမှာအောက်မှာအပေါင်းတကွင်းအနို့တကွင်းဖြစ်နေတယ်။အပေါင်းတကွင်းအနို့တကွင်းဒီနှစ်ထပ်ကိန်းခြားနာခြင်းလေ a + b နဲ့ a - b နဲ့မြောက်ရင် a ² b ² အဲ့ဒီပုံစံနည်းကိုသုံးပါ။ဒါကြောင့် x ကိုနှစ်ထပ်တယ်။ဒီနောက်က 2x - 1ကိုနှစ်ထပ်တယ်။နှစ်ထပ်တယ်တော့ root ပျောက်သွားတယ်။ဟိုဘက်မှာဘာကျန်လဲဆိုဥပမာ a ² ဆိုရင်အဲ့ဒီမှာ ကွင်းကိုကျွန်တော် ဖြုတ်ပြလိုက်လို့ရှင် h square 2h plus 1မျက်စိရှင်တဲ့လူမြင်လိမ့်မယ်ဒီမှာ the whole square ကြီးအားလားဒီကောင်ကဘာ the whole square လဲဆို x minus 1 the whole square လေရှေကိန်းနထနောက်ကိန်းနထမြောက်ချင်းနဆလေအဲ့ဒီမှာထောင်ချောက်တစ်ခုရှိတယ် square နဲ့ square root ကိုကျင်းကျင်စိတ်ပေါက်လာလိမ့်မယ်ခဏလေးပြေဥထားပါ square နဲ့ square root ဟာမကျင်းရဘူးလို့မပြောပါဘူး ျင်းလို့ရတာရှိပါတယ် tree square ကို square root လို့ရင် tree ပါကျင်းလိုက်ရပါတယ်ဒါပေမဲ့ minus 3ရဲ့ square root ဆိုရင် minus 3 square ဆိုရင်9 9ကို square root ယူရင်3ရတယ်ဒီအကောက်ကလေးသင်္ကေတဒီအပေါင်းမဲယူရတယ်အဲ့ဒါမှတ်ထားပါအဲ့ဒါကြီးอ่ะဒါဆိုရင်ကျင်းလိုက်တဲ့လူက minus 3ရမယ်လေအပြင်မှာက plus 3ဒါကြောင့်အဲ့ဒီမှာတော့ကျင်းရင်မှားတယ် ဆိုလိုချင်တာ square root နဲ့ square root က square ကမကျင်းအောင်လို့မပြောဘူးအပေါင်းဖြစ်ရင်ကျင်းပါအနှုတ်ဖြစ်ရင်တော့အပေါင်းဖြစ်အောင်ပြန်ပေးရတယ်အဲ့ဒါကြောင့် square root နဲ့ square root ကကျင်းကျင်းရင်အပေါင်းအနှုတ်အကုန်လုံးကအပေါင်းအဖြေထွက်စေရမယ်အဲ့ဒါကြောင့် modulus လေးထည့်လိုက်အတော်ပဲအဲ့ဒါကျွန်တော်တို့မှတ်မယ်နံပါတ်3မှာ square နဲ့ square root ကအပေါင်းဖြစ်ဖို့မသေးကြရင် modulus ထည့်ပေးရတယ်အပေါင်းဖြစ်ဖို့သေးကြရင် okay တယ် နော်ဆိုဒါနံပါတ်3မှာပို့ပါဒါဆိုရင်ခုနတုန်းကကျွန်တော်တို့ရဲ့ equation ကိုကြည့်ပါဒါခုနကျွန်တော်တို့ရဲ့ equation square နဲ့ square root ကိုကျွန်တော်ချင်းလိုက်မယ်ချင်းရင် modulus ယူပေးရတယ်အဲ့ဒါဟာကျွန်တော်တို့ရဲ့ equation ပါအဲ့ဒီ equation ကဒီမှာကျွန်တော်ပြန်ကူးထားတယ်အဲ့ဒါကို number 4လို့ခေါ်ပါအဲ့တော့အခုဒီနောက်ပိုင်းမှာကျွန်တော်အဲ့ဒီ equation number 4ကိုကျွန်တော်အဓိကသုံးတော့မယ် နော် equation number 4ကိုသုံးပြီးတော့ဒီပုံစံစရှင်းအောင်မယ်ဒီပုံစံမှာ abc 3မျိုးရှိတယ်ကျွန်တော် a ကိုတွဲပြမယ် b နဲ့ c ကိုကိုတွဲဆင်တူလေးပဲအဲ့တော့ကျွန်တော် a နေမှာ root 2ထည့်လိုက်တော့ root 2နှစ်ထပ်တင်ပါဖြစ်မလဲ 2a + 2 modulus of x - 1 အေမာရူတူးတဲ့တော့နထတင်တူအဲ့ဒီတူးသုံးလုံးခြေလိုက်ကျွန်တော်တို့တော်တော်လေးတန့်တဲ့ equation တစ်ခုထွက်လာတယ်။ဒါပေမဲ့အဲ့ဒီ equation မှာဒီ modulus ကြီးကအဓိကပြဿနာပဲ modulus ကိုကျွန်တော်တို့ဖြုတ်မှဖြစ်မယ်။ဆို modulus ကို ဖြုတ်တဲ့နေကြည့်ပါ။အပေါင်းကိန်းဆို modulus ကဖြုတ်လိုက်ရုံမဲ့မျက်စိမိတ်ပြီးလွတ်ပြလိုက်။ဒါပေမဲ့အနှုတ်ကိန်းကို modulus ယူရင်လက္ခဏာပြောင်းသွားတယ်။ ဒါကရိုးရိုးမြင်းနေရတဲ့ဂိမ်းလေမတိဂိမ်းအိတ်ကြတော့ပြဿနာပဲအပေါင်းလားအနှုတ်လားမသိဘူးအဲ့ဒီကြောင့်ဒီကောင် အပေါင်းဖြစ်ရင်တော့သူ့ဟာသူယူအနှုတ်ဖြစ်ပြီဆိုသူ့ကိုလက္ခဏာပြောင်းပေးရတယ်အဲ့ဒါကြောင့်ဒီကောင် tree ဖြစ်တယ်ဆိုရင် module like tree မှတ်နေအပေါင်းဖြစ်ရင်ဒါပေမဲ့အနှုတ်ဖြစ်ရင်အဲ့ဒီအနှုတ်ဖြစ်ရင်အဲ့ဒီအနှုတ်ကိုကြည်အောင်ဘာလို့ວ່າလဲဆိုတော့အနှုတ်နှုတ်တစ်ခုတတ်လိုက်တော့မှအဲ့ဒီအနှုတ်ကြည်သွားတယ် ဒါကြောင့်ဒီအိတ်စီအနှုတ်ဖြစ်ခဲ့လို့ရှိရင်သူ့ကိုမော့ယူရင်အနှုတ်ကလေးတစ်ခုတတ်ပေးရတယ်။မော်ဂျူလပ်ကိုဖြုတ်ချင်းအပေါင်းလားအနှုတ်လားသိဖို့လိုတယ်။ဒါပေမဲ့မတိကိန်းအိတ်စီအပေါင်းလားအနှုတ်လားမသိဘူးလေ။အဲဒါကြောင့်ကျွန်တော်တို့ဘာလို့ວ່າလဲဆိုအခြေအနေနှစ်ခုခွဲရတယ်။ပထမဆုံးအခြေအနေက case 1ကအိတ်စီတစ်ထက်ကြီးမှအပေါင်းဖြစ်မယ်။တစ်ထက်ငယ်ရင်အနှုတ်ဖြစ်မယ်။ ဒါကြောင့်တက်တက်ကြီးတာငဲတာနှစ်မျိုးကျွန်တော်တို့ခွဲပြီးတော့တွေ့ရမယ်အပေါင်းအနှုတ်ကွဲပြအောင်လို့ကဲတက်တက်ကြီးတယ်ထားတက်တက်ကြီးရင်ဒီ mod ကိုလွတ်ပြလိုက်ရုံပဲလွတ်ပြလိုက်ရုံပဲဘာဖြစ်လို့လဲဆိုအပေါင်းဖြစ်လို့တက်တက်ကြီးတော့ဒါဆို x နှစ်ခါပေါင်း 2x တက်ဟိုဘက်သွားပေါင်းလိုက်2ဒါဆို x တန်ဖိုး1အဖြေတစ်ခုစရရပါပြီ အဲ့ဒီအဖြေကဘာဆိုလို့လဲဆိုပြန်တွက်ကြည့်ရင်တစ်ထက်ကြီးတဲ့ဘက်မှာအဲ့ဒီအဖြေရှာလဲတော့အိစာတစ်ပါတဲ့နော်အဖြေတကူရပြီမှတ်တာတစ်ထက်ကြီးတဲ့ဘက်မှာအဖြေတစ်ခုကျွန်တော် case 2ကြံနေတယ်တစ်ထက်ငယ်တဲ့ဘက်မှာအဖြေရှာအောင်မယ်အဲ့ဒါကြောင့် case 2ကျွန်တော်တစ်ထက်ငယ်တဲ့ဘက်မှာအဖြေရှာမယ်တစ်ထက်ငယ်တဲ့အတွက်ကြောင့်အိစကတစ်ထက်ငယ်ရင်တင်းနှုတ်လိုက်တော့ minus ဖြစ်သွားတာပေါ့ ဒါဆိုရင်တက်တက်ငယ်လို့ရှင်ဒီ modulus ကဘာဖြစ်သွားမလဲလက္ခဏာထည့်ပြရမှာလी minus ထည့်ပြီးခြေပြရမှာတက်တက်ငယ်အဲ့ဒါကြောင့်ဒီဘက်မှာလည်းဒီတိုင်းပဲဒီကောင် x ကတက်တက်ငယ်ဒါအနှုတ်ဖြစ်တဲ့အတွက်ကြောင့်လက္ခဏာလည်းပြောင်းရော minus 1က plus 1ဖြစ်လာတယ် plus x က minus x ဖြစ်လာတယ်နော်ဟိုဘက်မှာတက်ပါဒါပေမဲ့တူတူဆန်းဆန်းဖြစ်တယ်။ exchange ကြည်ပြီးမတိကိန်းပျောက်သွားတယ်။ညီမြချင်း ဆလာလာလေးတခုထွက်လာတယ်ဝါနီကောတူဝန်ဘာတိပဲဘာလဲအဒီပဲရဒီလိုပါအဲ့စီကျွန်တော်တို့ညီမြချင်းရဲ့အဖြစ်ဖြစ်ခဲ့လို့ရှိရဲ့အဲ့စီနောက်ဆုံးကျွန်တော်တို့မြုပ်ထားတဲ့ if and only if တွေရှိတယ်တွေးအတွေးလမ်းကြောင်းလေးကိုပြရတာပေါ့နောက်ဆုံးအမှန်တရားလေးတည်ငြိမ်ရင်တည်ရတယ်အဒီပဲကတက်တဲ့ငယ်တဲ့ဘက်မှာကြိုက်တဲ့ဂိမ်းတစ်ခုယူတိုင်းမှန်တယ် တက်တက်ငဲရတဲ့အကုံလုံးမှန်နေအတိတ်ဘယ်ကအဖြေတွေကယူလို့မကုန်နိုင်ဘူးတက်တက်ငဲတဲ့ကိန်းတွေအကုံလုံးအဖြေပဲဒါပေမဲ့တခုတည်းရှိပါခုနကကျွန်တော်ဒိုမိန်လေးကိုကျွန်တော်တူးဆိုပြီးမှတ်ထားပါတယ်ကျွန်တော်တို့ကဒီ root ဒီအောက်မှာအနှုတ်မဖြစ်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ x ဒီနှစ်ပိုင်းတစ်ပိုင်းနဲ့အထက်ဖြစ်ရမှာခုကျွန်တော်တို့ရထားတာကတက်တက်ငဲတာတွေအားလုံးဒီအမှန်တရားမှန်းနေတယ်အဖြေ ဒါဆိုတက်တက်နေတာအလုံးကအဖြေအဖြေကြီးကနှစ်ပိုင်းတစ်ပိုင်းထက်ကြီးရမယ်အဲ့ဒီနှစ်ခုပေါင်းစားလိုက်တော့ပါရလေနှစ်ပိုင်းတစ်ပိုင်းထက်လည်းကြီးရမယ်အဖြေဖြစ်ဖို့တက်ထက်လည်းငယ်ရမယ်တက်ထက်ငယ်တာအလုံးကအဖြေလေသူဒါ case 2ရဲ့အဖြေနှစ်ပိုင်းတစ်ပိုင်းနဲ့တက်ချာနော်တက်ထက်ငယ်တာဒါပေမဲ့ခုနကတော့တက်တက်ကြီးတဲ့ဘက်မှာအဖြေတက်ရှိတယ်လို့ကျွန်တော်တို့ရှာထားတယ်တက်တက်ကြီးတဲ့ဘက်မှာအဖြေတက်ရှိတယ်ဒါဆိုရင် အဖြေဟာဟိုဘက်မှာတိတ်ရှိတယ်ဒီဘက်မှာတိတ်အောင်နှစ်ပိုင်းတစ်ပိုင်းရှိတယ်ဒါဆိုအဲ့ဒီတိတ်ကလေးထဲပေါင်းလာ equal ဖြစ်သွားတယ်အဲ့ဒါဟာကျွန်တော်ရဲ့အဖြေပါ solution set ပါ ဆိုတော့ဒါပု္ပ္ပာ A ရဲ့အဖြစ်အမှန်ပါပု္ပ္ပာ B C တွက်တဲ့အခါလဲအလားတူပဲတစ်ခုပဲကျွန်တော်တတိပေးမယ်ခုနကတော့ y ဒီကွတ်တူ1ဆိုတဲ့အမှန်တရားထွက်လာတယ်လေအကွေးဒီမှာမြန်1နဲ့2နဲ့ညီပါတယ်ဆိုတဲ့အမှားကြီးဆိုရင်ဟော အမှားဆိုရင်ဘာအဖြစ်ပဲထဲထဲမှားတယ်လို့အဖြစ်ထွက်တဲ့တကြုံအဖြစ်မရှိပါဘူးအဖြစ်မရှိရင်အဲ့ဒီအစိုးရ empty set ကြီးဖြစ်သွားပါတယ် B D C ဒီမှာအဲ့ဒါမျိုးတွေတွေ့ပါလိမ့်မယ် ကိုယ်တိုင်အဲ့ဒီအိုလံမစ်ပုဂ္ဂိုလ်တော်ကိုတွေ့ဖို့တဲ့အတွေ့အကြုံလေးရှိအောင်ကြိုးစားကြည့်ပါအားလုံးကျေးဇူးပါ